မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ17ရက်နေ့ဗုဒ္ဓနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL နဲ့ပူပေါင်းတက်တွေကဒီ KNU တက်မဟာလေးဘိတ်တဝဲခရိုင်နော်ပြတော့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တပ်စခန်းတစ်ခုကိုမနေ့ကသိမ်းယူနိုင်ခဲ့ပါတယ်။သိမ်းယူနိုင်ခဲ့တဲ့စခန်းကအမူလို့ခေါ်တဲ့ဒီနယ်စပ်ရှေ့တန်းစခန်းဖြစ်တယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကသတင်းထုတ်ပြန်ပါတယ်။အမူနယ်စပ်စခန်းခေါ်ဒီ point 2566စခန်းကို KNL နဲ့ပူပေါင်းတက်တွေကဂျွန်လ10ရက်နေ့မှာစတင်တိုက်ခိုက် ်ခဲ့တာဖြစ်ပါတယ်။၃ရက်အကြာမှာတော့အဲ့ဒီစခန်းကို အပီးသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲတွေကနေစစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းယူရရှိခဲ့တယ်လို့ဆိုပါတယ်။ဒီစခန်းက1998ခုနှစ်မှာဒီစစ်ကောင်စီကစစ်တပ်ကပေါ့နော်ဝင်ရောက်ကျူးကျော်တပ်ဆွဲထားခဲ့တဲ့စခန်းဖြစ်တယ်လို့ဆိုပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကဖဲခုံညောင်ရွှေအဆက်နေရာမှာစစ်ကောင်စီတပ်နောက်ပြီးတော့ဒီပို့ပြည်သူ့စစ်အဖွဲ့ PNO ပူးပေါင်းအဖွဲ့နဲ့ တော်လရေးပူပေါင်းတပ်ဖွဲ့တို့အကြမ်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။နှစ်ဖက်ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့နှစ်ဖက်ထိခိုက်ကြဆုံမှုတွေလည်းရှိနေတယ်လို့ဖဲခုံ PDF 1336တရင်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ပိုအိုပြည်သူစစ်အဖွဲ့ PNO ပူပေါင်းအဖွဲ့ဘက်က9ရောက်ထပ်မနေတိုက်ဆုံမှုတွေရှိနေတယ်လို့ဒီနေ့ဂျွန်လ17ရက်နေ့မှာထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နှစ်ဖက်ကြားမှာဒီဂျွန်လ3ကဆလို့တိုက်ပွဲတွေဖြစ်နေခဲ့တာလို့မြေပြင်သတင်းအရေးမြစ်တွေက ပြောပါရယ်တော်လရင်တပ်ဖွဲ့တွေကထိန်းချုပ်ထားတဲ့ညောင်ရွှေမြို့နယ်ဒဲကရေပူရွာကိုစစ်ကောင်စီတပ်ကဂျွန်လ၂ရက်နေ့ကစပြီးတော့စစ်ကြောင်းထိုးလာရကနေအခုလိုမျိုးနှစ်ဖက်ကြားမှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာလို့ဆိုကြပါရယ် ရှမ်းမြောက်ဒေသနောင်ချူမြို့ကန်တွေကတော့ဒီကြောက်မဲပြင်ဦးလွင်နဲ့တခြားနေရာတွေကိုတိမ်းရှောင်နေကြပါပြီ။အခုလိုမျိုးရှောင်နေကြတာကဒီ9ရက်တပတ်လောက်ရှိလာပြီလို့ကြောက်မဲကိုရောက်လာတဲ့စစ်ရှောင်တွေကပြောပါရယ်။နောင်ချူမြို့ပတ်ဝန်းကျင်ကတိုက်ပွဲတွေကြောင့်နောင်ချူမြို့ကအလုံးနီးပါးဟာဘေးလူရကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါရယ်။စစ်ကောင်စီတပ်ကဒီနောင်ချူမြို့နားမှာရှိတဲ့ကံကြီးရွာတွေကိုရောက်နေပြီဖြစ်တယ်လို့မြေပြင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ ဒကံတွေကပြောပါတယ်ကံကြီးရွာကတော့နောင်ချူမြို့နဲ့ဆိုရင်9မိုင်လောက်ပဲဝေးတာလို့ဆိုပါတယ်ကံကြီးရွာရဲ့ကိုရောက်လာတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာဆိုလို့ရှိရင်ဒီနောင်ချူမြို့ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလည်းလှုပ်လာတဲ့အတွက်မြို့ကံတွေကမနေရဲကြတော့လို့အခုလိုမျိုးဘေးလွရာကိုရှောင်နေကြတာလို့ဆိုပါတယ်စစ်ကောင်စီတပ်အနေနဲ့ TNL ကတိမ့်ပိုက်ထားတဲ့မြို့တွေကို ပြန်တောင်းထားတဲ့ဒီအာ နေရမြို့တွေထဲမှာတော့လေဒီအခုတိုက်ပွဲတွေဖြစ်နေတဲ့နောင်ချိုမြို့လည်းပါပါတယ်။ကချင်ပြည်ဖကန်မြို့နယ်ထဲမှာတော့ဒီစစ်ကြောင်းထိုးဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလူခွင့်ရေးချိုးဖောက်မှုတွေကိုဇက်တိုက်လုပ်နေပါတယ်။ဖကန်မြို့နယ်မော်စီစာရွာမှာရှိတဲ့ဒီကြောက်စိမ့်လုတ်ကွက်တစ်ခုတွေကဆက်ရန်နေရာတွေကိုဂျွန်လာ၁၀ရက်နေ့ပေါ့နော်မနေ့ကမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီနေရာတွေကိုတရက်ထဲမှာနှစ်ကြိမ်မိလာရှုသွားတာလို့ဆိုပါတယ်။မော်စီစာရွာကဥဇော ော်နိုင်သေးဆိုရက်သူပိုင်ဆိုင်တဲ့ကြောက်စိမ့်လောက်ွက်ထက်ကလုပ်ငန်းသုံးဆက်ရန်ရားတွေကိုစစ်ကောင်စီတက်နေဒီလောက်ခံပြည်သူစစ်ပူပေါင်းအဖွဲ့တွေကမနေ့ကညနေပိုင်းမှာမိရှုဖြက်စီးသွားတာလို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။ဒါအပြင်မော်စီစာရွာအောင်တာယာဒီတစ်ပေါ်နော်ရက်ွက်မှာရှိတဲ့ကြောက်စိမ့်တူဖော်ရေးကုမ္ပဏီတခုတည်းကအဆောက်အုံတွေကိုလည်းအဲမနေ့ကညနေ6နာရီခွဲလောက်မှာထပ်ပြီးတော့မိရှုသွားတာလည်းရှိခဲ့တယ်လို့ဆိုကြပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါလန်ဒန်မှာကျင်းပနေတဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးစုနစ်ပွဲကဒုတိယမြောက်နေ့မှာပြီးဆုံးသွားခဲ့ပါတယ်။ကုန်သွယ်မှုနဲ့ပတ်သက်တဲ့နှစ်ဦးနှစ်ဖက်သဘောတူညီမှုကိုရယူနိုင်ခဲ့တယ်လို့ကိုယ်စားလှယ်အဖွဲ့တွေက ပြောပါတယ်။ ဒီအဓိကအဖြစ်တော့အရင်လကဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာသဘောတူညီခဲ့ကြတဲ့သဘောတူညီချက်ကိုအကောင့်ထဲပို့ဖို့မူပေါင်းကိုသဘောတူခဲ့တာလို့လည်းပြောပါရယ်နောက်တစ်ဆင့်အနေနဲ့ကတော့အဆိုပြုချက်တွေကိုသမ္မတထရမ့်နဲ့သမ္မတရှီတို့သဘောတူညီချက်ရယူဖို့လှုံ့ဆော်ကြမှာလို့ဆိုပါရယ်ဆိုလိုတာကတော့အရင်လဒီဆွစ်ဇာလန်မှာသဘောတူပြီးတော့အကောင့်ထဲမပေါ်ခဲ့တဲ့ကိစ္စတွေကို အကောင့်ထဲပေါ်သွားဖို့ဖြစ်ပါရယ် အဲ့ဒီသဘောတူညီချက်တဲမှာတော့ဒီကုံသွဲကွန်တိုးမြင့်မှုတွေနောက်ပြီးတော့ကုံပစ္စည်းပိတ်ဆို့မှုတွေကိုရပန်း90ပေါ့နော်ရပန်း90ဆိုင်ငံဖို့ဖြစ်ပေမဲ့တရုတ်ကမြေရှားတပ်တုနဲ့တန်လိုက်ပစ္စည်းတွေတင်ပို့ဖို့ကိစ္စကိုကန့်သက်ထားခဲ့တာလည်းပါဝင်ပါတယ်ဆွေးနွေးပွဲဟာသဘောတူညီချက်ရတယ်ဆိုပေမဲ့ဒီအရေးကြီးတဲ့ကိစ္စတွေမှာတိကျတဲ့ဆုံးဖြတ်ချက်တွေမထွက်ခဲ့တာကြောင့်အာစတော့ရှယ်ယာဈေးကွက်တွေကိုတော့ထူးထူးခြားခြားရိုက်ခတ်ပြောင်းလဲမှုတွေမရှိခဲ့ပါဘူး နောက်ထပ်တစ်ပုတ်ကတော့ဒီတရုတ်နဲ့အမေရိကန်တို့ကုန်သွယ်ရေးကိစ္စတစုံတရာသဘောတူညီမှုရသွားခဲ့တယ်ဆိုပေမဲ့ကမ္ဘာ့ဘဏ်ကတော့ဒီစိုးရိမ်စရာခံမှန်းချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။အခုဆယ်စုနှစ်1960ခုနှစ်ကစပြီးတော့စီးပွားပြက်ကပ်ဆိုင်တဲ့အချိန်နှစ်ခုကလွဲလို့ဒီစီးပွားတိုးတက်မှုမှာအဆိုးဆုံးဆယ်စုနှစ်တစ်ခုဖြစ်မယ်လို့ခန့်မှန်းလိုက်ပါတယ်။ဒီလိုမျိုးဖြစ်ရတာဟာအမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့ကုန်သွယ်ခွင့်တိုးမြင့်တဲ့ကိစ္စတွေကနေစတင်ခဲ့ ့တာလို့ကမ္ဘာ့ဘဏ်ကပြောပါတယ်ဒီလောက်ရက်ဟာတကမ္ဘာလုံးကစီးပွားရေးကြီးထွားမှုကိုထိခိုက်စေတယ်လို့ကမ္ဘာ့ဘဏ်ကဆိုပါတယ်ကမ္ဘာ့ဘဏ်ကအခု2025ခုနှစ်မှာကမ္ဘာတဝန်းဖွံ့ဖြိုးမှုကိုမူလဒီဇန်နဝါရီလခမန်းချက်ထက် 0.4ပေါ့เนาะ3.4ရာခိုင်နှုန်း short ချပြီးတော့အ2.3ဒီအ2.3ရာခိုင်နှုန်းပဲရှိမယ်လို့ခန့်မှန်းပါတယ်2029ခုနှစ်ဖွံ့ဖြိုးမှုကိုတော့2.6 2.6ရာခိုင်နှုန်းရှိမယ်လို့ခန့်မှန်းပါတယ်ကြီးထွားမှုနှုန်း short ချခံရတဲ့နိုင်ငံတွေထဲမှာတော့ဂျပန်ပြီးတော့ဒီဥရောပနိုင်ငံတွေနဲ့အမေရိကန်နိုင်ငံတွေလည်းပါဝင်ပါတယ် ခေတ်မှာတော့ចောင်းသူចောင်းသားအရွယ်လူငယ်လေးတွေကနေအသက်80 80အထိလူတွေမှာဒီမရှိမဖြစ်သုံးနေတဲ့ပစ္စည်းကဘာလဲလို့မေးလို့ရှိရင်တော့ဒီလက်ကင်ဖုန်းလို့ဖြေရမှာပါလက်ကင်ဖုန်းကိုအဓိကအားဖြင့်တော့ချစ်ခင်သူတွေပြီးတော့မိတ်ဆွေတငယ်ချင်းမိသားစုဝင်တွေနဲ့ဆက်သွယ်ဖို့တင်မဟုတ်ဘဲနဲ့ဒီအလုံးလုံးတဲ့နေရာတွေပြီးတော့လုပ်ငန်းတွေမှာပါအသုံးပြုလာကြပါတယ်စီးပွားရေးနိုင်ငံရေးနဲ့ရုံးသုံးလုပ်ငန်းတွေမှာအင်တာနက်ဆက်သွယ်မှုနောက်ပြီးတော့စာတူပေးပို့မှုတွေ ေကနေအဲ့ဒီလုပ်ငန်းတွေအတွက်ပေါ့နော်မရှိမဖြစ်ဖြစ်လာနေတာပါအဲ့လိုမျိုးသုံးတဲ့နေရာမှာတော့နေရာနဲ့ဒီအာမိတ်ဆွေအပေါင်းအသင်းတွေကိုလိုက်ပြီးတော့ application အမျိုးမျိုးကိုသုံးကြပါတယ်။ Messenger ရှိတယ်ပြီးတော့ Viber, WeChat, WhatsApp, line telegram signal ဆိုပြီးတော့အမျိုးမျိုးသုံးကြပါတယ်တချို့ကရုပ်ပုံတွေ file တွေပို့ရတာလွယ်လို့တချို့ကတော့ file အကြီးကြီးတွေပို့လို့ရလို့တချို့ကတော့ဒီဆက်သွယ်မှုပိုင်းမှာဒီလုံခြုံလို့စသဖြင့်ရွေးချယ်မှုတွေကတော့မတူကြပါဘူးအဲ့ဒီကောင်းကျိုးတွေစုပေါင်းထားတဲ့ application အသစ်တစ်ခုပေါ်လာတော့မယ်လို့ဆိုပါတယ်ဒါကတော့ xchat လို့ခေါ်ပါတယ်ဆိုတော့ဟုတ်ပါတယ်အကဘာအချမ်းသာဆုံးဟိုတထေးကြီးပေါ့နော်တထေးကြီး Elon Musk ရဲ့ကုမ္ပဏီကပါ ဒါဆိုသူ့ရဲ့ x check ကဖုန်းနံပါတ်မလိုဘဲနဲ့သုံးနိုင်မယ်နောက်ပြီးတော့သူများတွေထက်မြန်မယ်လုံခြုံမှုရှိမယ်ရုပ်ပုံတွေကိုလည်းသုံးနိုင်မယ်ပြီးလို့ရှိရင်ဒီအတန်တွေဗီဒီယိုကလစ်တွေဒီဟာတွေကိုအကန့်အသတ်မရှိ ပေးပို့လို့ရတယ်လို့လက်ခံနိုင်မယ်လို့လည်းဆိုပါတယ်ရှင် တရင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။